သာသနာတော်နှစ်2569ကောဇာတက္ကရေ1385ခုနှစ်တသမုံလာပြီကျော်15ရက်ညချမ်းကာလမန္တလေးတိုင်းဒေသကြီးမန္တလေးမြို့ဥဝင်းမြင့်ဒေါခင်အေဝင်းညီမပြည့်သူဒေါခင်တန်းထေး ရွှေမြင့်ကလေးပဲခွဲဆက်မိသားတစုတို့ဓမ္မဒါနပြုတဲ့ဖြင့်ဟောကြားအပ်သောမြတ်ဗုဒ္ဓရဲ့အကျော်မော်သားတော်များတဲ့မှ အရှင်မဟာကတ္တပဤဘဝနှင့်ဓမ္မအပိုင်းသုံးတရားတော်အရှင်မဟာကတ္တပရဲ့ဘဝနှင့်ဓမ္မဥစဉ်တို့တွေဟောနာကြီးညိုလာခဲ့တာခဏိအပိုင်းသုံးအပိုင်းနှစ်မှာ ရှင်မာကတ္တပကြီးဟာအခြားသောယဟန်တွေအတွေ့စွန့်သင်္ကန်းကြောင်းစေပစ္စည်းနေရာမှာစံပြတရားဟောတဲ့နေရာမှာလည်းစံပြစံပြထိုက်တဲ့ပုဂ္ဂိုလ်စံထားတိုက်တဲ့ပုဂ္ဂိုလ်တစ်ပါးအနေနဲ့မြတ်စွာဘုရားကရှင်မာကတ္တပကြီးကိုဥပမာပေးစံထားပြီးတော့ပြောပြတော်မူခဲ့တယ်။အဲ့ဒီအကြောင်းအရာတွေကိုဦးဇင်းတို့တို့အပိုင်းနှစ်မှာဟောခဲ့ပြီးပြီ။ခဏနေ့အပိုင်းသုံးမှာတော့ ရှင်မကတ္တပရဲ့ဂုံတင်ဟာရာဇဂျိုတမျိုးလုံးမှာတန်ဃာတော်ရိတဲ့စံပြပုဂ္ဂိုလ်လည်းဖြစ်တယ်။မြတ်စွာဘုရားကသင်္ကန်းချင်းလဲပြီးတော့လဲချီးမြောက်ခံရတဲ့ပုဂ္ဂိုလ်လည်းဖြစ်တယ်။နောက်တစ်ခါမြတ်စွာဘုရားကိုယ်တိုင်သုံးကဝခရီးထွက်ကြိုတော်မူခဲ့တဲ့ရှင်သူမြတ်ကြီးလည်းဖြစ်တယ်ဆိုတော့ ဟာလူတွေကဟိုက လာဒီကလာဟိုကလာဖူးဒီကလာဖူးများလိုက်တဲ့လူတွေလာသည်မြလူတွေကလည်းရှင်ဘုရားတပည့်တော်မှတ်မိလားတပည့်တော်ကဘုသူရဲ့သားဘုရားဘုသူရဲ့အမျိုးဘုရားဒါမျိုးပေါ့မှတ်မိတယ်လို့ပြောပြရင်လည်းအဲ့ဒီလူတွေနဲ့စကားထိုင်ပြောရတာနဲ့ရှင်မကတ္တပတရားနဲ့နေချိန်မရမမှတ်မိဘူးလို့ပြောပြန်တော်လဲပဲမမှတ်မိဘူးလို့ပြောလိုက်တဲ့အခါမှာလည်းပဲ ြည်ကျဲလိုက်တာဆိုပြီးတော့ဒီလိုထင်တဲ့ပုံကိုယ်တွေကထင်ကြအဲဒါကြောင့်ရှင်မကတ္တပရဲ့ဇကားလေးကနာနာဇဏသင်္ကဟောဒုက္ခောဘဟုဇဏသင်္ကဟောဒုက္ခောလူအများနဲ့ပေါင်းသင်ဆက်ဆံနေထိုင်ရတာဆင်းရဲလိုက်တာပင်ပန်းလိုက်တာလို့ဒီလိုမျိုးရှင်မကတ္တပဓမ္မသံဝေကဖြင့်ညှိတွားတော်မူခဲ့ အဲ့ဒါနဲ့ရှင်မကတ္တပကသူ့ရဲ့ပါရမီဓာတ်ခံရှိတာကလည်းပဲဒုတင်အကျင့်နဲ့ရှိခဲ့တဲ့ဓာတ်ခံကပါပြီးသားနောက်တခါလူတွေကလည်းပဲဒီလိုဒီလိုပြောလာတဲ့အခါသူ့ကိုပြိဿယ်တခါတည်းသူ့ရဲ့ကျင့်စဉ်ကျင့်ဆောင်ဖို့ရန်အတွက်တွန်းပို့လိုက်သလိုဖြစ်သွားတယ်အဲ့ဒါနဲ့ရှင်မကတ္တပကိုရောမြတ်ကြီးရာဇဂျိုနဲ့မနီမဝေး ွားပြီးတော့ပြိတ္တပိပလိလိုင်ကူထဲမှာတပါးတဲ့ကျင့်သုံးနေထိုင်နေအဲ့ဒီမှာနေပြီးတော့ဘာတွေကျင့်တယ်လဲမေးရင်ပြိတ္တအနှစ်ချုပ်ကတော့ဒုတင်73ပါးကိုရှင်မာကတ္တပကျင့်သုံးတယ်ဒုတင်73ပါးဆိုတာပြိတ္တအဝိနဲ့ပတ်သက်ရင်ပန္တုကူလပေါ့ပန္တုကူဒုတင် ပန္နကုဒုတင်ဆိုတာဒကာဒကမတွေလူတဲ့သင်္ကန်းကိုပယ်ပြီးတော့ပြိတဲ့အများမဝစ်ချင်လို့စွန့်ပစ်ထားတဲ့အဝတ်တွေကိုကောက်ချုပ်ပြီးသင်္ကန်းလုပ်ပြီးတော့မှဆိုးပြီးတော့ပြိတဲ့ဆေးဆုပ်ပြီးတော့ဝတ်တဲ့သင်္ကန်းတပတ်သူကသင်္ကန်းဒကာဒကမလှူတာတွေကိုပယ်ပန္နကုသင်္ကန်းကိုဝတ်တဲ့အကျင့်ကိုရှင်မကသဗ္ဗကျင့်တယ်နောက်တကတိစီဝရိကဒုတင်အဘိုးသင်္ကန်းတွေပယ်ပြီးတော့ပြိတဲ့သင်္ကန်း၃၀တဲ့ပဲဆောင် ောက်ကဝိတ္တသက်မိုင်းအထက်ကဝိတ္တဧကတိပခုံးပေါ်မှာတင်းတဲ့ဒုက္ခဒီသုံးမျိုးပဲထားတယ်အပေါ်သင်္ကန်းမထားဘူးတဲ့အဲ့ဒီကျင့်စဉ်ကိုလည်းပဲကျင့်တယ်ပြိသိတိစီဝရိကဒုတင်ဒီလိုခေါ်ပါတယ်နောက်တကပိဏပါတဒုတင်ပိဏတပတ်ပေါ့ပတ္တပိဏစွမ်းခံရေးသပိတ်ထဲကြားတဲ့ဆုံးကိုပဲစားတယ်ဒကာဒကမတွေအိမ်ပင့်ကတ်တဲ့ဆုံးမစား ကျောင်းကိုလာကတ်တဲ့ဆုံးလည်းမစားဘူးတပိတ်ထဲလောင်းလူတဲ့ဆုံးကိုပဲစားတယ်နောက်တကသဗရဏစာရိကပြိတဲ့အိမ်စဉ်လက်လက်ပြီးဖုံးပေးတယ်အိမ်စဉ်လက်လက်ပြီးဆုံးခံဒီနေ့ဒီ9အိမ်ဆို9အိမ်နောက်တနေ့ဟိုဘက်က9အိမ်ပေါ့ဒီ9အိမ်ကလည်းဆင်တိုင်းပဲပြိတဲ့ရရမရရဆင်တိုင်းကြွားတယ်9အိမ်ကလောင်းလို့မရရင်လည်းပြိတဲ့ဆက်ပြီးတော့ရှေ့ဆက်မကြွားဘူးဒီကျင့်စဉ်လေးမျိုးကိုလည်းသူကျင့်တယ် ဟာဒီတကရကပတဲ့ဟင်းကောင်းတယ်ငတ်ပေါ်လဲပကြီးညိုကြလဲသဒ္ဒတရားလဲကောင်းတယ်ဆိုအဲ့ဒီနာကြီးထပ်ပြန်တလဲလဲဆုံးခံတဲ့ကျင့်ဝတ်မျိုးကိုရှင်မကတ္တဝါဓာမျိုးမကျင့်သုံးဘူးတဲ့သဗ္ဗရဏစာတိက အိမ်စဉ်လှဲ့လေလှဲ့လေပြီးသွားတယ်နောက်တကပြိသိအေကတဏိကတဏိယတထိုင်ထဲမှာပဲထိုင်ပြီးတော့ဖုံးပေးတယ်နှစ်ထပ်သုံးထပ်နှစ်နေရာသုံးနေရာမှာထိုင်ပြီးတော့ဖုံးပေးလဲအလေးထားလဲသူ့မှာမရှိဘူးနောက်တက ပတ္တပိန္တိက တခွက်သေးပဲစားတယ်ဟင်းခွက်တွေအများကြီးနဲ့စားတဲ့အလေးထားလည်းသူ့မှာမရှိဘူးနောက်တကခလူပိစ္ဆာဗတ္တိကအတိရိဝီနီကံတင့်တာတဲ့စွမ်းတွေကိုပယ်ပြီးတော့ပြိသိတိရိဝီနီကံတင့်တဲ့စွမ်းမျိုးကိုလည်းရှောင်ကျင်တာပေါ့ဥမာဖြင့်ခလူပိစ္ဆာဗတ္တိကခလူဆိုတဲ့ငှက်ဟာစားလိုက်လို့ပြိသိအောက်ပြုတ်ကြတဲ့အသီးနံကိုထပ်ပြီးတော့မစားတော့သလိုပဲတကဘုံပိပြီးလို့ပြိသိတယ် ကျွင်းနေကြံနေဆိုတော့ခင်မျိုးသမီးမျိုးကိုဘယ်တော့မှရှင်မာကတ္တပဟာတထဆပြီနောက်တော့ဆက်မစားဘူးတဲ့နောက်တကအာရိညိကမြို့ချောင်းရွာချောင်းတွေကိုရှောင်ပြီးတော့တောတဲ့ကိုသွားနေတယ်အာရိညိကဒုတင်နောက်တကရုခမူလရုခမူလဆိုတာပြည့်တဲ့ချောင်းတွေကို အမိုးကရှိတဲ့ချောင်းကိုပယ်ပြီးသစ်ပင်အောက်ကိုသွားနေတယ်နောက်တကပြည့်တဲ့သုံးတန်ညိကဟာသုံးတန်ထဲမှာနေတဲ့အကျင့် အဘောဂာတိကအမိုးအကာရှိတဲ့တစ်ပင်တွေလဲရှောင်းနေကြောင်းလဲရှောင်းနေလွန်တိကောင်မှနေပြီးတော့တရားလုံအထုတ်ပြီးတော့နေတဲ့အကျင့်ယထာတန္တတိက နေရကောင်းကြောင်းကောင်းတွေကိုရှောင်းပြီးတော့မှပြိသက်ဟိတင်းတင်းလျောက်ပတ်တဲ့နေရမျိုးလေးနဲ့နေတတ်တဲ့အကျင့်လဲသူ့မှာရှိတယ်နေသစ်စီကလျောင်းပြီးတော့အိတ်တဲ့အကျင့်နေသူ့မှာမရှိဘူးတဲ့ပြိသက် ထိုင်မဲ့ရက်မဲ့စဉ္ညာလျှောက်မဲ့ပေါ့အဲ့ဒီလိုပြည့်တဲ့ဒုတင်73မကိုရှင်မကတ္တဗကဟီနပဏိတမေဇိမဟီနဆိုတာအောက်တန်းကြတဲ့ဒုတင်ပေါ့နည်းနည်းခက်ရော့ရော့ဒုတင်မေဇိမဆိုတာပြည့်တဲ့မယောမတင်ဒုတင်ပဏိတဆိုတာကအမွန်မြတ်ဆုံးဒုတင်သုံးမျိုးရှိတဲ့အထဲမှာမွန်မွန်မြတ်မြတ်ကိုပြည့်တဲ့ရှင်မကတ္တဗဟာကျင့်သုံးတော်မူတဲ့ဗျာအဲ့လိုကျင့်သုံးတဲ့အတွက်တာကြောင့်လဲသူလည်းပဲချမ်းသာတယ် နောက်တက်ကကျင့်တဲ့အတွက်ဒါကြောင့်အပြစ်လည်းမရှိဘူး။ဟာကိုကျင့်တဲ့ကျင့်ကြောင့်သူတစ်ပါးကိုလည်းဒုက္ခပေးရမရောက်ဘူး။နောက်တက်ကိုမှရှိတဲ့ကုသိုလ်တရားတွေလည်းဆုပ်ယုပ်သွားတယ်ဆိုတာလည်းမရှိဘူး။ຢာကဒေါသမောဟတို့ရဲ့ကိလေသာတရားတွေလည်းဒီအကျင့်ကခေါင်းပါစေတယ်။ကိုယ်တဏ္ဍာမှာရှိနေတဲ့မာနကိုလည်းပဲပယ်ပြီးသားဖြစ်တယ်။ဒုတင်ကျင့်ကဟုတ်တာပေါ့သင်္ကန်းအဟောင်းကိုဝဲသူများတွေစွန့်ပစ်ထားတဲ့အဝတ်တွေကိုချုပ်ပြီးတော့မှပန်းတကူသင်္ကန်းလုပ်ပြီးတော့ဝတ်တော့ မာနဆိုတာဘယ်ရှိနိုင်မလဲမာနကိုလည်းပယ်ပြီးသားရောက်တယ်နိဗ္ဗာန်ရောက်ကြောင်းအကျင့်ကောင်းလည်းဖြစ်တယ်ဆိုပြီးတော့ဂုံရင်ကပြိတဲ့28ပါးနဲ့ပြည့်စုံတဲ့ဒုတင်ကျင့်စဉ်ကိုမုံမုံမြတ်မြတ်နဲ့ပြိတဲ့ကျင့်တဲ့နေရာကျင့်ပြီးတော့ပြိတဲ့ဒီကျင့်ရဲ့ကောင်းကျောင်းကိုဟောတဲ့နေရာမှာတော့ရှင်မာကတ္တပဟာအမျက်ဆုံးသာဆုံးပဲလို့မြတ်စွာဘုရားကအေရရက်ပေးပါတယ်ဧရရကဘိခဝေမမသာဝကနာဘိက္ခုနံဒုတာဝါရဏံယရိရံမဟာကတ္တဘော ဘေကဝေယံတော်မြတ်ဦးရှင်သတ္တမမသာဝကနာငါဘယရှင်ကိုတော်မြတ်ရဲ့တပည့်သာဝကတွေထဲမှာဘေကုဏံယဟန်တို့တွင်ဒုဒ္ဒဝါရဏကိလေသာခါထွဲကြောင်းအကျင့်ကိုဒုဒ္ဒဝါရဏကိလေသာခါထွဲကြောင်းအကျင့်ကိုကိုယ်တိုင်လဲကျင့်သူတော်မကိုခေါ်ပြောတဲ့နေရာမှာတော့ယရိရံယောအယံမဟာကတ္တဘောအရှင်မဟာကတ္တပတိအဋ္ဌိတန္တိရှိပါပေ၏ ဧတံဧသောမဟာကတ္တဗောအဲ့ဒီမဟာကတ္တပသည်ဧကံဧကောအမျက်ဆုံးအသာဆုံးပဲဟောမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကဒုတိ73မှာကျင့်သုံးတဲ့နေရာမှာတော့ရှင်မဟာကတ္တပဟာအနုအမျက်ဆုံးအသာဆုံးပဲဆိုပြီးတော့ဧရတဲ့ຢာမှာထားပါတယ်အဲ့တော့တော်တဲ့မှနေတဲ့အာရဉ္ကြီးကဒုတိနဲ့ကျင့်သုံးပြီးတော့တပါးတဲ့ပြိဿဧကစာရိကတပါးတဲ့နေ တော်ရဲမှနေပြီးတော့ဘိလိုက်သာသနာရေးကို့သာသနာတော်ကိုလစ်လျူရှုထားသလားမင်းတို့ဒကာရကမတွေပြစ်ထားသလားဆိုတော့မဟုတ်ဘူးတဲ့ရှင်မာကတ္တပကြီးကအဲ့လိုတော်ရဲမှနေပြီးတော့ညာတော်အဖြစ်တော့တမပတ်ဝင်စားတယ်အထုသမင်းတော့ဏိရောဓတမပတ်ပေါ့ခொနှစ်ရက်ဝင်စားတယ်ဏိရောဓတမပတ်ခொနှစ်ရက်ဝင်စားပြီးပြန်ထလို့ဆွန်းလုံးလူခွင့်ရတဲ့ပုံကိုမျိုးဟာအင်မတန်အကျိုးကျေးဇူးကြီးမားတယ် အဲ့ဒါကြောင့်ရှင်မကတ္တဘကဏိရောဓသမပဝင်စားပြီးပြီဆိုရင်အိုးဘုဇုကိုချီးမြှောက်ရမလဲကြီးအစင်းရဲသားတွေကိုရွေးချယ်ပြီးတော့သူကကြည်လေးရှိတယ်တရတော်ဘိသိက်လေတော်ထဲမှာအမျိုးသမီးလေးတယောက်စင်စင်ရဲရဲနဲ့လေခွင်းထဲမှာသူနေရရှာတယ်သွားပြီးတော့ချီးမြှောက်မယ်ဆိုရင်လှူနိုင်တဲ့သဒ္ဓတရားရှိသလားပြီးတော့သဒ္ဓတရားလည်းရှိတယ် နောက်တကလူခံလိုက်ရင်အကျိုးရှိမရှိသလိုကြည့်လိုက်တော့အကျိုးလည်းရှိနိုင်တာဖြစ်လို့အရှင်မကတ္တပကပြိသိအဲ့ဒီလေတော့တဲ့ကိုကြွတယ်ဗျာလေတော့တဲ့ကြွတယ်တော့ဟိုကလေးမလေးကခန့်ခင်ခင်ဆက်ကြောက်ဆက်ကွန်ဆက်ရှင်းလောက်ထိုးကြပါသူပျော်ပျော်ပါးပါးနဲ့ပြိသိခုံပေါက်ကစားနေတဲ့အရွယ်မျိုးလေးလဲဆောင်တဲလေးတန်းမှာသွားပြီးတော့ပြိသိရှင်မကတ္တပကအဲ့ဒီကလေးမလေးနေတဲ့လဲဆောင်တဲစီကိုရှင်မကတ္တပစွန့်ကန်ကြွတယ် ငငယ်ရွယ်ကလေးမလေးပျော်လိုက်တာဟဲ့ရှင်မကတ္တပါကြီးကြွလာပြီနံပါတ်1ဖူးမြင်ရလို့သူကျင်တ်တယ်ပြောတယ်နံပါတ်1လှူကျင်တယ်ပြန်စင်းစားတယ်ငါမှလှူရရပါရှိတော့အိုးငါစားမဲ့ဒီမနေ့စာပေါက်ပေါက်ကလေးတွေရှိတယ်သဘာလေးတွေပေါက်ပေါက်ဖောက်ထားဒါမျိုးလောင်းလို့ရှင်မကတ္တပါကြီးအလှခံပါမလားသူ့ရဲ့လှူဝဲဝုထုလေးကသေးနှုတ်နေလို့သူ့မှာအငဲနေအေးလေငါတို့နေရာကြွလာမှတော့အလှခံတာမခံတာရှင်မကတ္တပါကြီးရဲ့ တာဝန်လှူရမကငါတာဝန်ဆိုပြီးတော့တခါတဲ့ပြိတိရှင်မကတ္တပအိမ်နားလေရောက်လာရောတိဋ္ဌတဗန္တိတိဋ္ဌတဗန္တိအရှင်ဘုရားခဏရတ်တော်မူပါဦးဘုရားရတ်တော်မူပါဦးဘုရားဆိုပြီးတော့ရှင်မကတ္တပကြီးရက်ခိုင်းပြီးရှင်မကတ္တပကြီးကလည်းရက်လိုက်ရောပေါပောက်ကလေးတွေယူပြီးတော့ပြိတိအဲ့ဒီမှာခွက်ကလေးနဲ့ထွက်ပြီးတော့လောင်း လောင်းလူမယ်လို့ပြင်လိုက်တဲ့ချိန်မှာရှင်မကသပကသပိတ်ကလေးနှိမ့်လိုက်တာမြင်ကလေးကပီတိတွေတဖွာဖွာဖြစ်ဟဲငါလှူတဲ့လူကိုလက်ခံတော့မှာပဲနောက်တကငါလှူတဲ့လူလက်ခံနေပြီပဲငါလှူတဲ့လူကိုရှင်မကသပအိုးချီးမြောက်သွားပြီပဲလို့ပြည့်တယ်လှူစဉ်လေးမှာကိုကမလှူမီရောလှူစဲရောလှူပြီးရောကိုစေတနာသုံးဏံကသူ့မှာတဖွာဖွာဖြစ်လို့ လူပြီးတော့ဗိဒ္ဓလက်ခံပြီးကြွသွားတဲ့ရှင်မကတ္တဝရဲ့နောက်ကျောကိုကြီးပြီးပီတိတွေဖြစ်လိုက်တာအဲ့ဒီနေ့မှတဲ့ဗိဒ္ဓခုံပေါက်ပျော်ပါပြီးတော့ကလေးမလေးပြိဿကြီးကစင်းရိုးပေါ်သွားရင်းနဲ့အလွန်စိတ်ပြင်းတဲ့မွေရကောင်းရဲ့ကြိုက်တာခံလိုက်ရလို့အဲ့ကလေးမလေးသေသွားသေပြီးတော့ဗိဒ္ဓတာဝရင်သာနတ်ပြည်မှာ လာစာဆိုပြီးတော့နတ်သမီးလေးသွားဖြစ်တယ်အချံရံက၃000ရှိတဲ့ယူဒနာပြိဿ၃ယူဒနာရှိတဲ့ ကျဲဝန်းတဲ့ထဲမှာ၃တောင်ရှိတဲ့နတ်သမီးချမ်းရံနေတဲ့နေရာတာဟဲစီးစိမ်တွေကြီးကျယ်လိုက်တာဘာဖြစ်လို့ဒီလောက်စီးစိမ်ကြီးကျယ်ကျငါဘာဖြစ်လို့ရတာလဲခံစားရတာလဲလို့ပြန်ပြီးတော့ကြည့်လိုက်တော့မကြလေးခင်ကမှရှင်မကတ္တပငါပေါက်ပေါက်လှူခဲ့တဲ့ကောင်းမှုပဲဒီသူဒီလိုသွားသိအေးလူဘဝတို့တီးတီးလေးနဲ့တောင်ဒီလောက်ကြိုးကျေသူများနေစေရှင်မကတ္တပကိုကြောင်းပြူပြီးတော့မှငါဒီလိုကောင်းမှုတွေဒီလိုကြိုးကျေသူတွေရတာ နံပါတ်1ငါကျေးဇူးရှင်ကိုငါမမေ့တင်ဘူးနောက်ပြီးနံပါတ်2ကငါစီးစိမ်အုပ်တွေကိုလည်းပဲရော့မသွားစေတင်ဘူးဆိုတာသိပြီးတော့ပြိတယ်ရှင်မကတ္တပနေတဲ့နေရာမှာတခါတည်းချက်ချင်းပြန်လာပြီးတော့တပည့်စီလဲတော့ရေ3000ရေတွေကိုဖြစ်ပေးတယ်တရက်2ရက်3ရက်ပြိတယ်ရှင်မကတ္တပကကုသိုလ်လိုလာတဲ့ရှင်ငယ်ယဟန်ငယ်တွေလာလာပြီးလုတ်တယ်လို့ရှင်မကတ္တပထင်လာတရက်တော့မဟုတ်ဘူးတဲ့စောစောစီးစီးရှင်မကတ္တပက ကျောင်းဝင်းထဲမှာအကုန်လုံးလင်းနေလို့ကြိလိုက်တယ်။တပည့်စီလဲတယ်လဲကြားတော့ဟေးတပည့်စီလဲနေတာဘယ်သူလဲမေးတယ်တပည့်တော်ရှင်ဘုရားရဲ့တပည့်မပါဗျာ။ဟဲ့ငါတပည့်မတော်ထဲမှာဘယ်သူမှမရှိဘူးဘယ်သူတို့မေးလိုက်တော့ကိုနေ့ကရှင်ဘုရားကိုပေါက်ပေါက်လှူပြီးတော့တပည့်တော်ပိုးထိပ်ပြီးမွေကြိုက်ပြီးသေတယ်ဗျာ။အခုတာဝရင်သာနတ်ပြည်မှာကြီးကျယ်တဲ့စည်းစိမ်တွေခံစားနေရ။အဲကြောင့်တပည့်တော်စည်းစိမ်တွေမလျော့ဖို့ရန်အတွက်တပည့်တော်ကုသိုလ်တွေထပ်ပြုနေခြင်းပါဗျာဒီလိုလျှောက် ဧကွယ်ညီကုသိုလ်တွေဟိုမှာနတ်ပြည်မှာစည်းစိမ်ခံစားနေရတာညီကုသိုလ်ဒီလောက်ဆိုကျင့်တတ်တော့ဒီမှာပြုထားတဲ့ကောင်းမှုတွေကိုလည်းညီလောက်ပြုလိုက်ရင်ဝမ်းသာလိုက်တော့ပြုပြီးသားကိုထားလိုက်တော့နောက်နေ့တွေမလာတော့နဲ့တဲ့ရှင်မကတ္တဗကတာဘာဖြစ်လို့တော့ရှင်ဖရာရဲ့အိုးနောက်တစ်ချိန်မှာရှင်မကတ္တဗကြီးတောထဲမှာတပားတဲ့နေတယ်ပြောနတ်သမီးလေးကလာလာပြီးပြုစုတယ်တပည့်စည်းလဲပေးတယ်ရေခတ်ပေးတယ်ပြောရဲ့ သူ့လိုမင်းငါတို့လည်းကျင့်လိုက်ခြင်းရဲ့ကွာလို့ကဲ့ရဲ့ကြရှုံချကြမယ်ဆိုရင်လေတဲ့ကဲ့ရဲ့ရှုံချတဲ့ပုဂ္ဂိုလ်တွေအတွက်အပြစ်တွေများလာတဲ့ဟဲ့အဲ့ဒါကြောင့်မလာနဲ့မလာနဲ့ရှင်မကတ္တပတာဟာတပည့်တော်ရဲ့ခွင့်ရင်းလေးတော်ရှင်ဘုရားရဲ့မတားပါနဲ့ဟိုကပြောတာသုံးချိန်သုံးခါပြောတယ်ပြောလို့မရတော့ရှင်မကတ္တပကလက်ဖြောက်တီးတယ်ရဟန္တာပုဂ္ဂိုလ်များလက်ဖြောက်တီးရင်ပြိတ္တိလာတဲ့နတ်သားနတ်သမီးမနေနိုင်ဘူးတဲ့ဒုက္ခနဲ့ရိုက်တယ်လို့နာတာ အဲ့ဒီမှာငိုပြီးတော့ကောင်းကင်ပြန်တဲပြီးတော့မှသွားကောင်းကင်ကငိုစံကြားတော့ပြိတဲ့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကဘယ်သူငိုနေတာလဲဆိုတာကြည့်လိုက်တော့ဩကောင်းမှုလိုလားတဲ့နတ်သမီးတယောက်ငိုနေတာပဲဆိုတာမြတ်စွာဘုရားကသိတယ်အဲ့ဒီမှာမြတ်စွာဘုရားကအဲ့ဒီနတ်သမီးရှိမှခေါ်တဲ့ပုံစံမျိုးနဲ့ခြေသမီးတဲ့စောင့်စည်းခြင်းဟာရှင်မကတ္တပရဲ့တာဝန်ပဲ နောက်တကကောင်းမှုလိုလားတဲ့ပုံကိုယ်တွေကကောင်းမှုပြုရမယ်ဆိုတာကောင်းမှုရှင်နေရဲ့တာဝန်ပဲဆိုသူတာဝန်နဲ့သူမြတ်စွာဘုရားပြောပြအဲဒီမှာမြတ်စွာဘုရားကပုံဉ္စေပုရိသောကယိရာကယိရာနံပုဏ္ဏပုဏ္ဏတမ္မိဇန္တံကယိရာထာသူခောပုံညသဥစယောနတ်သမီးကိုဒီကထာလေးခေါ်ပြပုံဉ္စေပုရိသောကယိရာကယိရာနံပုဏ္ဏပုဏ္ဏ တံမိစန္ဒဂယိရထသူခောပုံညာသာဥစယောဒိဗေကတော့ကုသိုလ်လိုလားတဲ့ပုံကိုယ်တွေဟာကောင်းမှုကုသိုလ်ကိုထပ်တလဲလဲပြုရမယ်။ဘာဖြစ်လို့လဲလို့မိလိုက်တော့ပြိသိရဲ့။တံမိစန္ဒဂယိရထသူခောပုံညာသာဥစယောတဲ့ကောင်းမှုတိုးရင်ချမ်းသာတိုးတာဖြစ်တဲ့အတွက်တာကြောင့်ကောင်းမှုလိုလားတဲ့ပုံကိုယ်တွေကကောင်းမှုကိုထပ်ပြန်တလဲလဲပြုရမယ်ဘုရားဒီလိုဟော။ မြတ်စွာဘုရားတရားနာပြီးတော့အဲ့ဒီမျိုးသမီးနတ်ပြည်ပြန်နတ်ပြည်ပြန်သွားတော့နတ်ပြည်ကနတ်သမီးတွေကဟဲ့ညိပဲသွားတာတို့ငါလူပြည်သွားတယ်ပေါ့ဘာလို့သွားတော့ငါခွဲဒီလိုစည်းစိမ်ချမ်းသာတွေရအောင်ရှင်မကတ္တပကိုဆွန့်လောင်းခဲ့တဲ့ကောင်းမှုကြောင့်ဒီလိုဖြစ်တယ်ဟဲ့ဒါဆိုရင်ငါတို့လည်းရှင်မကတ္တပကြီးဆွန့်လောင်းခြင်းလိုက်တာရန်သွားလို့တော့မဖြစ်ဘူးသူနိရောဓသမဘတ်ကထားတဲ့ချိန်မျိုးသွားမှပြိသိတ် ဒီဒီအကျိုးမျိုးကလည်းရတယ်ပေါ့သူက ရှင်းပြဒါဆိုရင်ကောင်းပြီဆိုရှင်မကတ္တပကြီးတွေဒီဒေါ်လာတမပဝင်စားတဲ့အချိန်ကိုစောင့်ကြည့်ပြီးတော့နတ်သမီး900တရားမင်းနာမှာနေကြတဲ့နတ်သမီး900တဲ့ပြိသက်ကြီးအဲ့ဒီကရှင်မကတ္တပကြီးဒီဒေါ်လာတမပကအထကိုစောင့်ပြီးတော့ပိပလိလိုင်ကူရှေ့မှာတရက်တော့နေမှာလာပြီးတော့စောင့်နေလိုက်ကြနေရောဓသမဘတ်ကထပြီးတော့ပြိတဲ့စွန့်ကန်ကြွမလို့ ။တပိတ်နဲ့ထွက်လာတဲ့အချိန်မျိုးမှာနတ်သမီး900တန်းစီလို့ဟဲ့ညီတို့ဘာလို့လာကြတော့အရှင်ဘုရားကိုတပည့်တော်စွန်းလောင်းလူကျင်လို့ပါဘုရား။အေးငါကစင်းရဲတဲ့တက္ကະတက္ကမပဲချင်းမြောက်တာကွယ်ညီတို့သွားကြသွားကြ။တပည့်တော်တို့လည်းစင်းရဲပါတယ်ဘုရား။တရားမင်းကြီးနာမနေရတာနှစ်ကလေးနဲ့ငါတန်ကောင်းမှုကုသိုလ်နေတော့တပည့်တော်တို့အဝေးကြီးပဲကတ်ကိုမကတ်ရ။အဲကြောင့်ကောင်းမှုထပ်ပြုကျင်တာပါပေါ့။ နတ်ပြည်မှာတရားမင်းရဲ့မိဖုရားဖြစ်ပြီဆိုကြက်ကနီးတို့ကောင်းမှုမနှဲပါဘူးပြန်ကြရှင်မကတ္တဘကအဲ့ဒီမှာသုံးချိန်သုံးခါပြောတယ်နတ်သမီးတွေပြောမရလို့လက်ဖြောက်တစ်ခါတီးယူရလက်ဖြောက်တီးလိုက်တဲ့ကရိုက်တယ်လို့နာတော့အဲ့ဒီမှာနတ်သမီး900ပြုတ်ဆိုနတ်ပြည်ပြန်ပြေးနတ်ပြည်ပြန်ရောက်တဲ့ကတရားမင်းကြီးကဟဲ့ယုံယုံနဲ့ညီတို့ဘယ်ကဘာလုလာကြသလဲလူပြည်မှာရှင်မကတ္တဘကိုသွားပြီးဆွန်းလောင်းတယ်ပေါ့ဆွန်းလှူခံလိုက်သလားလူမခံဘူးရှင်မကတ္တဘက ဆင်းရဲတဲ့ဒကာဒကမကိုပဲကြီးမြောက်တာတဲ့ဘာဖြစ်လို့ညီတို့ကရှင်မကတ္တပကိုဆွန့်လောင်းကျင်တာလဲဆိုတော့ရှင်မကတ္တပဏိရောဓသမဘာမှာထားရအကျိုးကျေးဇူးကအင်မတန်ကြီးမားလုံးလို့လာသာနတ်သမီးရဲ့အကြောင်းကိုသူတို့ပြောပြအေးအဲ့လိုအကျိုးကျေးဇူးများရင်ငါလည်းသွားဦးမယ်ဆိုသူ့ရဲ့မိဖုရားဖြစ်တဲ့သူ့ဇာတာကိုခေါ်ပြီးတော့သူလည်းပဲလူပြေစင် ရာဇကြိုမြို့အဝင်မှာစင်ရသာအဖိုးဖွားလင်မယားနှစ်ယောက်ဆောင်းပြီးတော့သူကလည်းဆောင်းလောင်းရှင်မာကတ္တဗာကြီးကြွလာပြီစင်ရတဲ့ဒကာဒကမတွေချီးမြောက်တယ်ဆိုတော့ရှင်မာကတ္တဗာကြီးဟာအိမ်လေးကလည်းတည်တည်လေးအဖိုးကြီးနဲ့ဖွားကြီးနှစ်ယောက်တည်းစင်းအောင်စင်းရနေရတဲ့အိမ်ရှိမှပြိတဲ့အဖိုးကြီးကလည်းတကုတ်ကုတ်နဲ့အလုတ်လုံနေရအဲ့ဒီမှာပြိတဲ့ရှင်မာကတ္တဗာစင်းရတဲ့ဒကာဒကမချီးမြောက်မယ်ဒီလိုဒကာဒကမစင်းရလိုက်တာ ။အော်ဟင်းရွက်ပြုတ်ရရပုံရည်ကြီးပဲရရရခြင်းရရဆင်းရဲတဲ့တက္ကရာကမှငါကြီးမြောက်မယ်ဆိုတော့သရာတရားအပြည့်တနည်းအားဖြင့်ပြောရင်ကရုဏာဓာတ်အပြည့်နဲ့ပေါ့ဗျာအဲ့ဒီအိမ်ရှင်မဆုံးရ။ဟာဆုံးရတော့ဘိုးကြီးကဟဲ့အိမ်ရှင်မဘုံကြီးတွေမှာဆုံးခံကြွလာတယ်။အိမ်ထဲကဒေါသဇာတာကလည်းပြိသက်ကြီးအဲ့ဒီမှာဟန်ဆောင်ကောင်းတယ်။အဘွားကြီးရောင်ဆောင်တကုတ်ကုတ်နဲ့ဟိုလုတ်တီလို့မကြခြင်းအောင်ဆောင် အဖိုးကြီးကရှေ့ထွက်သွားတဲ့ပိသိမနဲ့ခွန်နိုင်ခွဲရှင်းနိုင်လို့ဆိုနေထိုးနေကိုပိသိလက်နဲ့မိုးပြီးတော့မှရှင်မကတ္တဗကိုတခြားကြည့်ဟဲ့ရှင်မကြွလာတာတခြားမဟုတ်ဘူးရှင်မကတ္တဗကြီးမြန်မြန်လှုပ်မြန်မြန်လှုပ်လှူပွဲမရှိဘူးလားရှိတာလေယူကန်စမ်းတော့ဟိုအိုလန်ဒီအိုလန်ဂလိုကလန်နဲ့လှမ်းပြီးတော့မှဒီမဲ့တွေးပြီးတွေးပြီးဆိုအဖိုးကြီးကလည်းထားတကုံကုံနဲ့အဲ့ဒီမှာထွက်ပြီးတော့လင်မယားနှစ်ယောက်ပြိသိရှင်မကတ္တဗရဲ့တပိတ်ထဲကိုဆွန်းလောင်းထဲတယ် ခွက်ထဲမှာကင်ထားလိုက်တော့ဗိဒေခင်းရွယ်ပြုတ်မြုတ်ခက်ကြမ်းကြမ်းစင်းရဲသားသားတဲ့ခင်းပေါ့ရှင်မကတ္တပရဲ့သဘေထဲကိုလည်းလောင်းထဲလိုက်ရောတဲ့ပြိတဲ့ရာဇကြိုတစ်မျိုးလုံးကိုမှု့သွားတာပဲအဲ့ဒီမှာရှင်မကတ္တပကသဘောပေါက်လိုက်ပြီးသွန်းလောင်းတာမင်းဘယ်သူလဲလို့မေးလိုက်တော့တပည့်တော်တကြားပါဗျာဘာဖြစ်လို့စင်ရဲသားတွေရဲ့အခွင့်အရေးကိုမင်းဝင်ယူရတာလဲကွယ်ငါစင်ရဲသားတက္ကະတက္ကမတွေကိုချင်းမြောက်တာ တပည့်တော်ကလေတဲ့အရှင်ဘုရားတပည့်တော်လည်းဆင်းရဲပါတယ်ဘုရားဘလို့ဆင်းရဲတာတုံးဆိုတော့သူပြုခဲ့ရတဲ့ကောင်းမှုကပြိတ္တိသာသနာပကောင်းမှုသာသနာပကောင်းမှုနဲ့တရားဖြစ်လာတဲ့ဒီတရားကလည်းသာသနာတွင်မှကောင်းမှုပြုပြီးတော့လာပြီးတော့မှနတ်တွေရောက်လာကြတဲ့သုလရထမဟာရထအ ਨੇ ကဝဏလို့ခေါ်တဲ့နတ်သား၃ယောက်အဲ့ဒီနတ်သား၃ယောက်ကသူ့တဲ့စည်းစိမ်ဥစ္စာကိုယုံကိုဝါအကုန်သားနေတာ အဲ့ဒါကြောင့်တပိတော်သာသနာတွင်ကောင်းမှုမပြုဘူးသေးလို့ဘုရားရှင်ဘုရားဏိရောဓသမပတ်မှာထားပြီးတပိတော်လာလောင်းမိတာပါတပိတော်နတ်တို့ရဲ့ဘယင်တရားဖြစ်ပေမဲ့လို့တပိတော်စင်ရဲသားလေးကိုရှင်ဘုရားရဲ့ခွင့်ပြုပါဒီလိုလှည့်ပြပြီးတော့လောင်းတာကိုခွင့်ပြုပါပေါ့တောင်းပါနောက်တခါတရားကမေးတယ်ရှင်ဘုရားတပိတော်ဒီလိုလောင်းတော်ရောကုသိုလ်ရပါသလားမေးလိုက်တော့ ရပါတယ်ကွယ်ကုသိုလ်ကတော့လောင်းလူရင်တော့ရပြီးသားနောင်မင်းဒါမျိုးမလုံနဲ့မလဲသားနဲ့ရှင်မကတ္တဘကဖြောင်းပြပြီးပြန်ပြောပြအဲ့ဒီမှာသကြမင်းကပြိတဲ့သူဇာတာနဲ့ရှင်မကတ္တဘကိုလက်ရာရစ်ခொနပပပြီးတော့ရှစ်ခိုးကြရှစ်ခိုးပြီးတော့မှကောင်းခင်ပြန်တက်ပြီးတော့ဥဒန်းနေကျူတဲ့အဟောဒါနံပရမဒါနံကတ္တပိသုပ္ပတိဋ္ဌိတံ အဟောရဏပရမဒါနကတပေသုဗ္ဗတိဋ္ဌိတံနိရောဓသမပ္ပမထတဲ့အရှင်မကတ္တဗကိုစွန်လောင်လူခွင့်ရခြင်းဟာအဟောဒါနံအလွန်အံ့ဩဝယ်ကောင်းတဲ့ဒါနဗေဒကာပရမဒါနံအလွန်မွန်မြတ်တဲ့ဒါနဗေဒကာသူပြုတဲ့ကောင်းမှုသူ့ဘာသူကြည့်ပီတိတွေဖြစ်ပြီးတော့ဘိသက်ဥရန်ကျူပြီးပျော်သွား အဲ့ဒီဥရံကျူးတဲ့အတန်ကိုသိပြီးတော့မှသံဃာတော်ရှင်သူမြတ်မြတ်ကပြိတဲ့ဖရာကိုရောက်တဲ့ဖရာကလည်းပဲအဲ့ဒီမှာပြိတဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကချက်သားတို့တတိနဲ့နေပြီးတော့မှကိုကိုကိုထိန်းချုပ်စောင့်စည်းပြီးတော့ပိဏပါဒဒုတင်ကိုစောင့်တည်တဲ့ပုဂ္ဂိုလ်တွေကိုဒီလိုလောင်းလူခွင့်ရတဲ့ပုဂ္ဂိုလ်တွေလည်းကံထူးကြတယ်ကံကောင်းကြတယ်ဆိုမြတ်စွာဘုရားကလည်းဥရံဆက်ကျူးပြီးတော့မှအဲ့ဒီမှာသံဃာတော်ရှင်သူမြတ်တွေကိုဘုရားကတရားဟောပြတယ် အပမန္တောအယံကံတောရွာယံတက္ကရစန္တနံယောဇာတိလဝတံကံတောဝါတောဒေဝေတုဥတ္တမော အပမန္တောအယံကံတောရွာယံတက္ကရစန္တနံလူပြည်မှာရှိကြတဲ့တောင်းဇလပန်းစပယ်ပန်းနိသီပန်းခတ္တပန်းစသရှိတဲ့ပန်းတွေရဲ့ယနတ်ဟာအပမတ်တော်အဲ့ဒီအနံ့ကလေးကနည်းနည်းလေးပဲ တောင်ကနေလေတိုက်ရင်အဲ့ဒီပန်းတန်းကမြောက်ဖဲသွားတယ်မြောက်ကနေလေတိုက်ရင်တောင်ပဲသွားတယ်ပေါ့လေညာကိုပြိတဲ့အဲ့ဒီပန်းနှံဆန်တက်တယ်ဆိုတာမရှိဘူးယောဇသီလာဝတံခန္တော်ဝါတော်ဒီဝိတုဥတ္တမောအရှင်မကတ္တပအစကြီးတဲ့ပုဂ္ဂိုလ်တွေစောင့်သုံးထားတဲ့သီလကလေးတဲ့ဝါတိဒီဝိတုဥတ္တမောဒေဝိတုဥတ္တမောပြိတဲ့နတ်ပြည်တိုင်အောင်ဝါတိ ပြန့်နှံ့ပြီးတော့သွားတယ်။အဲကြောင့်ပြိသိပန်းယနံ့ထဲသီလယနံ့ကပိုတယ်ပေါ့။ပန်းယနံ့နဲ့ရှင်းလိုက်ရင်သီလယနံ့ကသေးသေးလေးပဲနည်းနည်းလေးပဲလို့မြတ်စွာဘုရားကပြိသိရှင်မကတ္တပကိုဂုံပြုတ်ပြီးတော့ဒီတရားကိုဟောပါတယ်ဗျာ။အဲကြောင့်တရားချစ်ခင်သတော်စင်များရဗုဒ္ဓရဲ့အကြောမောသားတော်တွေကရှင်မကတ္တပရဲ့ဘဝနဲ့ဓမ္မအပိုင်းသုံးမှာ ရှင်မာကတ္တဗကိုအကြောင်းပြုပြီးတော့လေတော်သူမလေးချမ်းသာရတယ်။ရှင်မာကတ္တဗကိုအကြောင်းပြုပြီးတော့ပြိတဲ့တရားမင်းကြီးလည်းဥရန်ကျူပြီးပျော်မြူရတယ်။အေကတ္တမြင့်မြတ်တဲ့ပုဂ္ဂိုလ်လောင်းလူခွင့်ရခြင်းဟာလည်းကံထူးသူများဖြစ်ကြတယ်။တရားချေခင်တော်စင်များတို့လည်းပဲမြင့်မြတ်တဲ့ရှင်မာကတ္တဗရဲ့ဘဝနဲ့ဓမ္မကိုနာကြားတဲ့တွေ့တာကြောင့်ဘဝမြင့်မြတ်ပြီးတော့မိမိတို့ရည်မှန်းတဲ့ နိဗ္ဗာန်တည်ဟူသောထက်စကန်တက်လန့်နိုင်ကြတဲ့ပုဂ္ဂိုလ်များဖြစ်ကြပါစေလို့ဆုတောင်းပေးရင်လည်းပဲဒေသနာဏိကုံကမ္ပဖုံးကြပါစို့အီမန်ဓမ္မဒေသနာဤတရားဒေသနာတော်ကိုတုတ်တဝါနာကြားနာရပြီးတော့မှဒုံမေတရားကိုချစ်ခင်စိတ်ကောင်းဝင်ကြကုန်သောတင်းတော်ကောင်းပေါင်းတို့မှာဒုံမဲ့ကံလမ်းမနိမခยีမကိုဝိဝုဇ္ဇတဝါရှောင်ရှားနိုင်ကြကုန်သည်ဖြစ်၍ဒုံမဲ့ကံလမ်းမနိမခยีမံကို ဥဆုံးဖြောင်းပြောင်းမတ်မတ်ယံတူကောင်းစွာမသွေလိုက်သွားနိုင်ကြပါစေဂုံတရီ